တားအုပ်ဆိုပြီးတဲတဲလို့ချစ်ပြီးတော့လူတွေတန်းနေတော့တစ်ခါကျပုံနေရတယ်ဟိုဝူဒုံကကချင်လို့ဆိုပြီးတော့ထိုင်နေလဲလာလှူရဲလမ်းလျှောက်နေလဲလာလှူရဲကြီးညိုလို့ရှင်းလို့ဟိုတဲတဲဖြစ်နေကိုယ်ရင်းနေကတော့တိုင်းမသိဘူးဂူဂျုံမျိုးတရီလွေနဲ့ဂူဂျူဘကကြည်နေမျိုးတော့သူကြတော့အေဂျုံဖြိုးဖြစ်တက္ကသီဝါဇူလာဇာနှင်းစက်ကနှစ်ပြည့်သူကငငယ်လေးတည်းအငါးပါးဒီလာမြဲတယ် ဘယ်လိုမျိုးဖြစ်လာမယ်လို့တော့မထင်တာဘူးပေါ့ကြုံမပြတတ်အောင်ဒီတီရတော့ပြည်ရဒီမှာအခုတော့ကတော့အခုလိုပဲအိုးတဲတဲကြီးဒီများပါတွေကချီညိုလို့ချစ်လို့အိုးတဲတဲဖြစ်နေကိုယ့်အင်းနဲ့ကတော့တိုင်းမသိဘူး ဒီလူမျိုးကလည်းဘသူကတွေးมาတယ်ကိုမွေးပြီဟဲ့ဆိုတဲ့ကတော့ငါသားဝင်ကတော့စတဲ့ចောင်းထားမယ်ဟုတ်ကဲ့အာတဒဏ္ဍာရငါလည်း၁၀ရန်တက်ကတူဒီလောက်ပဲသာသနာပိုင်းကြတော့တို့တွေကဒါရှင်ပြီးသွားမယ်ဆိုဘုရားဘာသာနဲ့ရှင်ပြီးတာတော့ရှင်ဒီလိုဖြစ်လာမယ်လို့လည်းမနာဘူးလေဖြစ်လည်းမဖြစ်ဘူးဟုတ်ကဲ့ဘူးလို့ကိုသားတယောက်ကဖြစ်လာတယ်ဒီဆိုတော့ဒီပီတိမျိုးကလည်းရှားတယ်လေသာသနာအတွက်ဆိုတော့ဘုံဘုံမိတာပေါ့ ဟုတ်လားငငယ်ရွယ်နဲ့ကုလို့မသိတဲ့ဖြစ်ကြည့်။မထင်တာဘူးလေဒီလိုမျိုးဖြစ်လာမယ်လို့တော့မထင်တာဘူးပေါ့။ပြောမပြတ်တာပီတီရတော့ရန်ကိုဝမ်းသာပီတီဖြစ်ရပါတယ်။ဒီရသွားတဲ့ကောင်မှာဥရူးတတောက်ဆိုပြီးတဲတဲလို့ချစ်ပြီးတော့လူတွေတန်းနေတော့တခါကျပုံနေရတယ်။ဟိုဝုဒုံကကတ်ချင်လို့ဆိုပြီးကိုင်းလေးပန်းလို့ပြီးပုံနေရတယ်။သူကလူရက်ကိုကြည့်တာ။ဝုဒုံကကတ်ချင်လို့ ကိုဓမ္မပူဇာလှူတယ်လှူရတဲ့ထိုင်နေလဲလာလှူတယ်လူတွေကလမ်းလျှောက်နေလဲလာလှူတယ်ဟုတ်လားလူမြန်မာနိုင်ငံနဲ့လည်းဒီလိုပဲလှူကြတာပဲထိုင်ရလူတွေဆိုလို့ရှိရင်ဒါကိုမြန်မာနိုင်ငံသားတွေပဲလေသူတို့ကနှစ်တင်အကြာကြီးသွားနေတဲ့လူတွေဆိုကိုကိုကိုတွေ့တာနဲ့ဟိုဆွေမျိုးရင်းချတွေတွေ့တဲ့လူမျိုးဖက်လက်တန်ငယ်ကိုကိုကြိုးဆိုကြတယ်ကိုချစ်တာတဲ့ဟိုကိုကလေးကိုသူကပိုချစ်ကြတာအဲ့ဒါကိုကြည့်ပြီးတော့ကိုမှရမ်းပီတီဖြစ်ရတယ်ဦးလေးတို့ကိုတတန်နဲ့ဟေးဆိုတော့နိုင်ငံသားဟေးဆိုတာတော့စိတ်ကူးမရှိတော့ဘူးဟုတ် ဟိုခေါ်သွားဖို့လဲသူတို့ရောက်ရောက်မလဲမထင်ဘူးတော့ဒီမှာဟုတ်ဘူးလားသူတားရဲ့ဖုံးကံကြောင့်ရောက်သွားတဲ့အခါကိုကူပီတိဖြစ်တာပေါ့ဟိုဒီလိုညာကြီးလဲသူနဲ့ပတ်သက်ပြီးတော့ရောက်ဖြစ်တာရောက်ဘူးတော့ငယ်ငယ်လေးတည်းအငါးပါးဒီလာမြဲတယ်သူများအသက်မသက်ဘူးသူများ ပစ္စည်းခိုးတာတို့လိန်စကားပြောတာတို့သူအဲ့လိုမျိုးဟိုနေပြဆို။အဲ့ဒီတို့တွေဥပုသ်ဆောင်ရင်သူငြဲလိုက်တယ်။အဲ့ငငယ်လေးတည်းကသူတော့ကောင်းစိတ်ရှိတယ်။ဆော့တာပြောတာကျန်းကျန်းတန်းတန်းသူမဆော့နိုင်ဘူး။သူအသားရည်အထိခိုက်တိတ်မခံဘူးလို့။အဲ့လိုမျိုး။အခုသူရဲ့နာမည်အရှင်လေးရောတူလို့ရမှာ။ဟွန်းသူကဟိုနေဟိုအဖိုးမင်းသားတည်တယ်ပဲ။အဲ့ဂူဂျုံမျိုးတရီလွေနဲ့ဂူဂျုံကကြည့်နေမွေးတော့ဂူဂျုံကတရီလွေဂူဂျုံကကြည့်နေပြီးတော့ ဘူးရောကားတမို့လေနာမည်နာမည်ဘူးကားကြည့်ရင်နဲ့သူဘိုက်နာလိုက်ထားလိုက်ဘူးအဲ့ကားသွားထားကြည့်လိုက်အဲ့ကားလည်းခက်စားနေလေအဲတီးပြီးတော့အရင်မွေးတဲ့သူကြတော့အေဂျုံဖြိုးဖြစ်တယ်နာမည်အရင်မရှိဘူးတနည်းနေသားလေအေဂျုံဖြိုးအေဂျုံဖြိုးအော်တနည်းအေဂျုံဖြိုးအေဂျုံဖြိုးအေဂျုံဖြိုးကိုကြိုက်တယ်အဲ့ကားအေဂျုံဖြိုးလည်းကြည့်နေတယ်နမို့တင်းနေအဲ့လိုမျိုးဘိုက်နာလည်းကြည့်နေတာပဲ ဲ့လိုမျိုးကြည့်ကဲကဲနော်ဘိုင်းနာသက်တာနဲ့သွားကြည့်တာလေအဲ့ကလည်းအဲ့လိုဆွဲတာကုဂျုံဖြိုးသွားအေဂျုံဖြိုးဆိုပြန်ပေးတာကောတနုနေသားစေဆိုတော့အေဂျုံဖြိုးမှုနာမည်သိမရှာတော့ဘူးလीဒါနဲ့သွားကြည့်လို့သူကနာမည်ကောင်းဖက်ကလေးပေါ်တာကိုပြောမေးတယ်သာသမီအောင်တယောက်ထဲလာလိမ့်မယ်လေးရလေကမှာဒါကငယ်ဆုံးပဲငယ်ဆုံးငယ်ဆုံးအိုးငယ်ဆုံးလေးကတော်တော်ဝင်ထမ်းတာပေါ့တက်က15နှစ်လေးဒီဝါဇူလာသက်နှစ်15နှစ်ပြည့်ပြီ15နှစ်ပြည့်ပြီ ဟုတ်တယ်ဟုတ်တယ်ဟိုရွာဝါကြတော့ဟုတ်ပုံမှန်တော့လေးဝါရဲရောက်လေးဝါရဲလေးဝါရဲလေးဝါရဲဟိုရောက်ပြီသူ့ရဲ့ထူးခြားမှုကတော့ဦးလေးတို့သူငါးတန်းတက်တော့ကိုဗစ်တည်ဖြစ်ကုန်ပြီငါးတန်းဖြစ်တော့သူကနာအောင်ကျောင်းထဲကပိတ်နာထားတော့အဲ့ဒီမှာဦးလေးကဟောကိုကတော့ဘုံညုံသားကြီးဆိုတော့ဒါက၎င်းနေမဲ့သူအဖေစာတင်မင်းပဲဆိုတော့အဲ့ဘုံကြီးကျောင်းဘုံကြီးကျောင်းဆိုတာဘုံကြီးဆောက်တင်တယ်တင်တော့လေသူကဒီအပုတ်တစ်ခုသူရပြီးသားစာတစ်ခုပြန်ရတယ်လို့ပေါ့ ီဘုံကြီးဆိုမေပက်စမတ်ဖတ်ဖို့ရပြီးတော့အဲကိုရင်လေးစီးပေးလိုက်တယ်ညမ်းသူကကောင်းတာလည်းမတရားကိုရင်လေးစီးပြီးဒီပလင်ဘောတင်နေဆိုကိုရင်စီးပေးလို့ဆိုပလင်တင်တာပဲအဲပေးသက်ကိုလည်းသူကမကြောက်ဘူးတကယ်ဆရာတော်ဘုံကြီးလူကိုသူကထူကြတာတော့တွေ့ကြုံရှိတဲ့လူတွေကမပေးသက်နဲ့တွေ့ဖို့ကလွယ်တာမဟုတ်ဘူးလေကိုရင်စီးပြီးတာနဲ့ပလင်ဘောပလင်ဘောတက်တာလေရောမသာသာဦးဆုံးပထမဦးဆုံးတရားဟောတော့ကိုယ်ဆိုင်ကြမှာဘလုံးမပလင်တာဥပ္ပါမနာဟောမှာဟောတတ်ပါမလားရင်းနေတုံတုံနဲ့ပေါ့ ပြီးတော့ခေါ်ဟောဝါတာအကုန်လုံးအစီပြီးတော့ရဲဝမ်းတာတာပဲအန်တမေရရှိခဲ့တယ်ကဆရာတော်ကြီးတစ်ပါးပါပြန်ပြီးတော့ဝင်စားတယ်လို့ပေါ့ဒါစာရီကြတော့လေသူကရပြီးတဲ့စာကိုပြန်ကြည့်တယ်လို့ဒီရဲမတင်အောင်ပြန်ရက်ရအောင်သူကခလေးတယောက်လိုပဲလေသူကစားချင်းနဲ့စားအောင်အိတ်ချင်းနဲ့အိတ်ကောက်အောင်ဒက်စီရေချိုးချင်းနဲ့ချိုးအောင်စီစဉ်ပြီးတော့လုပ်ပေးနေတာ တူတိုင်းလှုပ်ထားလို့မရဘူး။ခလေးလေးတယောက်လိုပဲအစားတွေ။ခါကြဲလို့ရှိရင်မစားအစာဝင်မှလည်းဟာရဖြစ်မှာလေ။မစားရင်စားဆိုထိုးကျွေးခွန့်ကျွေးရတဲ့ခန်းတွေအများကြီးရှိတယ်။စားစားဒါလေးစားမှခွန်းလေးဖြစ်မှာကိုယ်အသက်ခန္ဓာခန္ဓာမြဲမှာဖြစ်ဆိုအဲ့လိုပုံစံမျိုး။ကုစုမဲအေးဆိုတာဒီမှာကြောင်းမှအမြဲတမ်းကပ်ပြီးပြုစုနေရ။ခေရတော့ပြီးရတော့အိမ်မှာလှုပ်ရှိတဲ့သွားလိုက်လာတာ။ဒီမှာလောဘဒေါသမောဟမာနဘာမှမရှိဘူး။ခုဝိတုဝေတွေလှူတယ်မှတ်လား။ဒီလိုလှူတယ်ဒီဘက်ပြစ်လိုက် ီလိုလူပြီးဒီလိုပြစ်လိုက်အဲ့ဒါဘယ်လောက်ရလဲလဲမေဘူးလှည့်လဲမကြည့်ဘူးနားလဲမထောင်ဟိုဦးလေးတို့ကဒါသူ့ကလေးသေးသေးလေးလုတ်ပြီးတော့လုတ်သေးတဲ့နေရာကြီးလုတ်လုတ်ကတော့သူကသူ့လက်ကုတူရအထူးတန်းနေလေကုတူရအောင်အခုလိုလမ်းနေတံတားတွေဒီကျောင်းကျောင်းတွေဒီကျောင်းမှသူကကိုရင်းလေးအတွက်လိုအပ်တဲ့ဟာတွေဒီကိုကြည့်ပြီးစီစဉ်ပြီးလုတ်ရတာရလေမြည်ရှိပါတယ်နော် တင်သေးတယ်နော်အပညာရှင်တွေလာဝင်လာတယ်လာတော့တွေ့ရမှာဒါတော့ဖွာရောက်ကဆရာလေးရဲ့ဂျေဆုကြောင့်ပေါ့ဒီចောင်းဆောင်ကြီးကိုလည်းသူပဲဥဆောင်ပြီးတော့စောက်ပေးတယ်သူစိတ်တိုင်းကျသူကြီးအခန်းကိုတကြနနပြောင်းဆိုပြီးတော့ဖွာရောက်ကဆရာလေးရနေပြီးလုပ်ပေးတာအခုလိုမျိုးစီစဉ်တာလည်းဒါဖွာရောက်ကဆရာလေးရနေပြီးတော့စီစဉ်ပြီးတော့လုပ်ပေးတာကိုရဲအစွမ်းအားနဲ့ဆိုရင်တော့ဒီလောက်ကိုလည်းမလုပ်တတ်ဘူးရှင်းရှင်းပြောတာသူကလည်းရဲချစ်တယ်စီးကြီးလေးလို့ဆိုတော့ခလေးမချစ်တတ်ဘူးဒါပေမဲ့ဒီခလေးလေးကြတော့သူတအားချစ်တယ် ။ဒီကတော့စားစားရရသူလုတ်ပေးတယ်။သူတို့မွေးစားမိခင်ပေါ့။လုံးဝသူလုံးမလုံး။ဟောဘွားရဖန်တီးမှုတွေနဲ့ယူပဲအခုကုန်တာလား။အေးငငန်ကြားမှာရှိတဲ့ခုနေနေမြန်မာနိုင်ငံသားသူဝင်သားတွေကိုလှုပ်ရှင်နေတယ်။ဒါမြန်မာနိုင်ငံကလူတွေလည်းအထူးရှိနေတယ်။အတူတူတွေဝင်ဝင်တွေဦးလေးတို့ကလည်းဒီတေချာလောက်ပြီးတော့ဒီလိုအကျိုးရှိမဲ့နေရာတွေအသုံးချတာပါ။သူတို့လည်းအထူးပဲကျေးဇူးတင်ပါတယ်။ဦးလေးတို့တော်လို့ရှိရင်လည်းကိုယ့်ရဲ့ဖေးမေးဆိုတော့ view design နဲ့ ပြည့်စုံကြတာလေအကျဉ်းဆိုတာဘယ်နာသွားသွားအထူးပဲကျေးဇူးတင်ပါတယ်တို့တို့လည်းဒီနေ့လုပ်တဲ့ကုသိုလ်အတွက်မြတ်ပြေသာဓုခေါ်ဘာဓုခေါ်ဆေးကြပါ